ဟေးယောဝလုံးပဲမင်္ဂလာပါမတ်လ25ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအခုအချိန်ထိအားပေးနေတဲ့တုံ့ပြန်ချင်တွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe 1 million ပြီးတော့ပြီဆိုတော့အကုန်လုံးကျေးဇူးများကြည်တင်ပါတယ်လို့လည်းပြောဆိုချင်ပါတယ်ကျွန်တော်တို့တော်လှန်ရေးမပြီးမချင်းစစ်ဆက်တူတူတွားကြရအောင်ဆိုတာကိုလည်းပြောချင်ပါတယ်ကြည့်တာဆိုရင်တော့တည်င်းလေးတွေစကြရအောင် မြန်မာနိုင်ငံတဝန်ဖြစ်ပွားနေသောတိုက်ပွဲများတွင်မြန်မာစစ်တပ်ကစစ်တပ်နိုင်မရနိုင်သောအကြောင်းတိုင်းလွှတ်တော်တွင် ပြောလောက်ခဲ့သည့်နေဆက်လုံးချုံရေးဆိုင်ရာဆွေးနွေးပွဲတွင်အချက်၅ချက်ဖြစ်ပမောက္ခဒေါက်တာဇာချရီအဘူဇာကပြောဆိုလိုက်ပါသည်ပမောက္ခဒေါက်တာဇာချရီအဘူဇာသည်အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC အခြေစိုက် National World College မှာပမောက္ခတဦးဖြစ်ပြီး မလနစနေယနေမမလနစတောယနေအထီထိုင်လွတ်တော်တွေချင်ပါခေတောဒီတက်ခိုင်မေတောငင်ဝတ်ချင်းနဲ့လုံချုံရဲ့တူတအောင်မင်းစေချင်းထိုင်းနဲ့အာဆီယံဤနေဆက်တည်ငင်မှုနဲ့ဒီမိုကရေစီတောအဖွဲ့အစည်းတိဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲတွေ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အချက်ငါချက်ကတော့ကျွန်တော်တို့အမြဲတမ်းပြောတဲ့ဟာတွေပေါ့နော်စစ်ခွဲတွေနေရာတိုင်းမှာရှုံးနေပြီး တူရောရှုံရှုံနဲ့စခန်းတွေလည်းမြကြီးမြောက်တွေလည်းမမြကြီးဖြစ်နေပြီးပြည်သူတွေလည်းလက်မခံဘူးဘာညာကိုကောပေါ့ကွာပြောချင်တာကတခြားနိုင်ငံတွေကလည်းစစ်ခွေးစစ်တပ်ကိုရှုံတော့မယ်ဆိုတာကိုအကုန်လုံးကတီးနေပြီဖြစ်တဲ့အတွက်ကောင်းလေတဲ့ the train of the train မလနစလီယနေတွေတနင်္သာရီတိုင်းထွေခရိုင်ရေဖြုံမြုပ်နေအမတ်ရှိပြည်ထောင်စုလမ်းတွေလန်ကင်ထွက်လာတော့စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာဘူတကောင်အပါဝင်စစ်ခွေးနေစေကြောင်တေဆုံးပြီး RPG တလတ်အပါဝင်လက်နက်ငါလက်တင်းစီရရှိခဲ့ကြောင်းလူရကစီကြောင်းမှာတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်းမလတ်ကုနေရနေတွေမကွေတိုင်းပခုခုမြို့မှာပခတ်မြို့တော်လာဒီစစ်ကူစစ်ကြောင်းကိုကြဖြတ်တိုက်ခိုက်ခဲ့ရာတချက်ကြီးနှကောင်အပါအဝင်၁၄ကောင်ထပ်မင်းတေဆုံးခဲ့ကြောင်းဆောက်တဲ့ဝေ SO PDF တပွေတာဝန်ခံကုအောင်မောင်ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်း အယာဝတီတိုင်ဟင်တတာခရိုင်အင်ကာဘူမြုတ်နေကွင်ကောက်ဖက်ချန်ပန်တိုကြီးကျေးရွာတောက်တဆောက်လာတော့စစ်ကောင်စီစစ်ကြောင်းကိုလေကြောင်းမှမာယွမ်ဘုံချေခေကြောင်းတီးစီရပါတယ်ပန်တိုကြီးကျေးရွာဘိုလုံကွန်းအနီတဆောက်လာသည့်စစ်ကြောင်းကိုယမနေ့မလ24ရက်နေ့တွင်စစ်ကောင်စီကလေကြောင်းမှဘုံမှချေမိတဖြစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံမှုမြပြခေကြောင်းဒေတာတရင်ချင်းမိထမှတီးစီရပါတယ် တဆောက်လာတဲ့စစ်ကြောင်းကိုလေကြောင်းကမှားချိတာစစ်ကြောင်းတစ်ကြောင်းလုံးနီးပါးအတည်သွားတယ်အမြုပ်တဆုလူတော်ပြုတ်တယ်ဟုဒေတာခန်တရင်ရှိမိကပြောဆိုထားပါတယ်ဘူချင်းယောကလည်းအတည်ပြုတ်တာဖြစ်ပါတယ်ဒီတရင်ကစစ်ကြောင်းတစ်ကြောင်းလုံးနီးပါးတည်သွားတယ်ဆိုတော့ဒါအားရရှာကွာကောင်းလိုက်တဲ့တတင်းတော့တတင်းယခုလာမီဒီဇင်ဘာလာတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေ လုံချုံရေစုမူရန်စနစ်တကျဆောင်ရွက်ရန်အချမ်းပတ်စစ်ခေါင်းဆောင်ငတူးလှိုင်ကပြောဆိုပြန်ပါတယ် ယမနေ့နေပြည်တော်တွေပြုတ်လောက်တော့အမျိုးသားစီမံကိန်းကုန်မရှိအစီအဝေးတွေအချမ်းဖက်လူတတမဝရံပီခွေးခေါင်းဆောင်ကအထက်ပါအတိုင်းပြုတ်ဆိုခြင်းဖြစ်ပါတယ်ကဒုလိုက်မင်းတို့ရွေးကောက်ပွဲလောက်နိုင်မလားမလောက်နိုင်ဘူးလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဂျူစာကြပေါ့ဆူတောင်းကြပေါ့နောက်တရင်အချမ်းဖက်မီအွန်လိုင်းကခန့်အပ်ထားသောစစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမှုထန်ဤထတလာမျိုးစီနေအင်ချန်တဲ့ မီအလုံးကိုပီတူပိုင်အဖြစ်ချိတ်ပိတ်တင်းစီလိုက်ပြီးဖြစ်ကြောင်းချင်းပီတူကကွေရတာ CDF တန်တလန်ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ဟာကာရှိနေအင်ဂူလေယခုနှစ်ဖေဖော်ဝါရီလတွင် CDF ဟာကာကချိတ်ပိတ်ခဲ့ပါတယ်။ကာလာပုံစေစက်တင်းချုပ်ထောင်ဝန်ကျင်တန်ဖူးရှိတဲ့မီတုံကွတ်နဲ့စေပြိုရဲချန်နှစ်ချန်ကိုတင်းပိတ်လိုက်တာလို့ CDF တန်တလန်အထွေထွေအတွင်းရေးမှုကပြောဆိုထားပါတယ်။ဆိုဆိုကလေးကတင်းပိတ်ရမှာ။ ီလောက်ထန်တလာမြောက်တော့ပြာကျနေတာတော့မှစခွေးမတူးလှိုင်ကိုထောက်ခံနေသေးတယ်မတူးလှိုင်လက်အောက်မှာအရာရှိမှသူကလောက်လောက်နေတာခုခွေးသားကအဲ့ကောင်ကိုချင်းပီနေလည်းပြန်ခိုင်းတယ်ချင်းပီနေပြန်လို့ဆွထောင်ချအခွေးသားကိုကောင်းလိုက်တဲ့တဲ့တဲ့နောက်တဲ့မလန်စလေးရဲ့နေတွေပခုတိုင်းပြမြောင်းအုံတော်လန်းတွေ ဘူဘူအောင်မှုသူရောက်ရှိနေမှုကို PDF နဲ့ AA တပ်ဖွဲ့မြတ်ကဝင်ရောက်လာသည်ဟုတတိမာပေးမှုကြောင့်အချင်းချင်းမယုံပိကပီဘူဘူအောင်မှုသူတည်ဆုံသွားကြောင်းဒေတာရှိရဲ့တတိမြင့်ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တတိနောက်တတိအေယာဘေဒာအဖွဲ့ဖြာပုံ PDF လူငယ်များအားဂျူမင်းတေတန်တုံးချင်းလေးဦးတချင်းတချင်းလူငယ်စလေးဦးအထိမတရားပိတံများချမှတ်ပေးခဲ့သူဖြာပုံခရိုင်တရားသူကြီးဒေါ်တူဇာအေးမှာ အလုံးမြောက်နေကြရင်တွေးဖက်တရသူကြီးအဖြစ်ရာထူးလျှော့တာဝန်ယူနေစဉ်နေပြည်တော်ရှိရောက်ချက်ဖြစ်သူဤတတိနတိအကြကြရပြီးရုတ်တရက်နှလုံးသွေးတက်လေဖြစ်ဖြစ်သွား၍လမ်းမလျှော့နိုင်အိယာပေါ်လေးနေဒီမှာတလာနီပါချာမိနေပြီဖြစ်ကြောင်းတရင်တော်မိခေတူဖျက်ပုံမြုပ်တရားရုံးဝန်ထမ်းမြတ်မှယနေ့မလ25ရက်နေ့တွင်ပြောဆိုထားပါသည်ရုတ်ကြကစစ်တကအရာရှိကနှင့်အရက်ဖြစ်ပြောင်းပြီးနေပြည်တော်မှာအကောင်ကြီးလေးဆရာမသူစာအေးက ရထူးရှို့သွားတာရဲ့စိတ်ထိခိုက်စရာတွေစုံသွားတော့အသက်53နှစ်တဲ့နှလုံးသွေးတက်လေဖြစ်သွားတာဟုဖျားပုံတရားယုံလောက်ဖို့ကင်ဖက်တူကပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာအာနာတင်ကာလမတည်မချင်းကျူးဆွေးချတေတန်အမိန့်များကိုအများဆုံးအမိန့်ချခဲ့သူတယောက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်ကျွန်တော်လည်းနေနေတော့ကြောက်လာပြီဘာဖြစ်လို့လဲသိလားစစ်ခွေးတွေတည်တဲ့ချိန်မှာကောင်းလိုက်တဲ့တည်ရင်လို့ပြောတာနဲ့ ကျွန်တော်လည်းအလိုမျိုးဖြစ်တော့လားတခါတလေတော့တွေးမိတယ်တော့မဖြစ်မဖြစ်ပါဘူးအေးဆေးပါအခုလည်းဘယ်လိုပြောရဖန်းတော့မသိကွာနေနေတော့ရင်ခေါ်နေတည်တယ်မဟုတ်လားဘာပဲဖြစ်ကွာသူမတရားလုပ်တာပဲလေခေါင်းလိုက်တဲ့တည်ကျွန်တော်လေဖြစ်ဖြစ်တော့လို့ဆိုရင်တော့တွေတော့တင်းကောင်းတွေပြုတ်ပြောင်းနိုင်အောင်မဟုတ်တော့ဘူးစားတာစားတာစားတာတကယ်ပဲအဲ့လိုမျိုးတင်းတွေကြားရတာတော့ခေါင်းတာပေါ့ကွာ ကောင်းလိုက်တဲ့တရင်တော့ဖြစ်တော့ဖြစ်တယ်ကွာဒါပေမဲ့နော်စိတ်တော့မကောင်းဘူးဟုတ်ကဲ့ဟုတ်ကဲ့မလန်15ရက်နေ့ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးငဒူးလှိုင်ကရုရှားနဲ့တရုတ်ကိုခွက်ကစားနေတာကိုအန်ဒရီရှိတယ်လို့မြန်မာနိုင်ငံရဲ့လေလာတုံးသက်သူကုစစ်မုံပြုတ်သွားတဲ့စကားကိုတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်တရုတ်နိုင်ငံအနေနဲ့ကမြန်မာရဲ့မြန်မာမျိုးပေါ်မှာပေါ့နော်မြန်မာနိုင်ငံရဲ့မျိုးပေါ်မှာ သူဟာလွဲလို့နိုင်ငံခြားတက်ဖွဲ့တွေကိုသူတက်ဆွဲဖို့တက်လာပြီးတော့ချဖို့ကိုသူကကြည်ပြူမှာမဟုတ်ဘူးဒါတော့အသေးချပဲဒီမြန်မာနိုင်ငံဆိုတာအခုမှလည်းမဟုတ်ဘူးတမိုင်းအစဉ်ဆက်တရတခြားမှာဒီတရုတ်ရဲ့ backyard ပဲတရုတ်ရဲ့ခြံနောက်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 ဖွေးခြံစည်းရိုးမှာရှိတဲ့နေရာပဲပြီးတော့တရုတ်အနေနဲ့ပြောရဲဆိုတရုတ်နိုင်ငံအနေနဲ့ပြောရဲဆိုမြန်မာတော်မဟုတ်ပါဘူးရှစ်တောင်အားချက်တဟိုးအစောက်တီစေရှာသူ့ရဲ့ backyard လို့ပြောလို့ရပါတယ် ဆိုတော့၈တောင်အချာ data ကြီးတစ်ခုလုံးပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့တရုတ်အနေနဲ့ကတရုတ်နိုင်ငံအနေနဲ့ကမြန်မာနိုင်ငံမှာတခြားနိုင်ငံသားနိုင်ငံခြားတပ်တွေလာပြီးတော့ဟိုရှုပ်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 လုံမှာလာပြီးတော့စစ်ရေးအရာပူပေါင်းပို့ပြီးလိုရာထက်ပို့ပြီးပူပေါင်းဆောင်ရွက်มาတွေသူကျေနပ်มาတော့မဟုတ်ဘူးကြိုက်มาတော့မဟုတ်ဘူးအဲ့ဒါကြောင့်လဲတရုတ်ကဟိုပြီးခုနကျွန်တော်ပြောသလိုပဲ2022 23 24မှာ main online ကိုပြန်ပြီးတော့ဇက်ကျိုးဆွဲဖို့သူလုပ်တယ်လို့ကျွန်တော်ကယူဆတယ်ဒါပေမဲ့ main online ကလည်း main online တို့ဘက်ကစစ်တပ်ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူကတရုတ်က ကျွန်တော်တို့ဒီမြန်မာပြည်နဲ့မိုင်းတော်တော်ကီလိုမီတာတစ်ထောင်ကျော်ထင်တယ်ကျွန်တော်တို့ share ထားတာရှိတယ် border share ထားတာရှိတော့စစ်တပ်ဘက်ကပြန်ကြည့်ရင်နိုင်ငံခြားအန္တရာယ်လို့ဟလာကျွန်တော်တို့ foreign enemy နိုင်ငံခြားအန္တရာယ်ကျူးကျော်မှုလို့စဉ်းစားမယ်ဆိုရင်ရုရှားဆိုတာထက်တရုတ်ကိုသူကပို့ပြီးတော့အန္တရာယ်အဖြစ်သူကရှုမြင်တယ်ဒါဟုတ်အရင်ကျွန်တော်တို့ဒီစစ်တပ်ရဲ့စဉ်းစားချက်တွေထဲမှာပါခဲ့ပါတယ်အခုထိလည်းပါနေသေးပဲလို့ကျွန်တော်မြင်ပါတယ်ဟိုအတိုင်းစားတော့ကွာရင်ကွာမှာပေါ့လေပြီးတော့ဟို တစ်ဆယ်နှစ်ဆက်ခွန်ကိစ္စမှာဆိုလို့ရှိရင်တရုတ်ကစစ်တပ်ဘက်ကယူဆတာပေါ့နော်တရုတ်နိုင်ငံဘက်ကနေပြီးတော့နောက်ကနေပြီးတော့ဟိုမြောက်ဖုတ်ပင်ကိုလုပ်တယ်နောက်ကနေပြီးတော့ပါတယ်ဆိုပြီးတော့သူကကောင်းကောင်းယူဆတယ်ဒါတွေကိုထောက်ချင်ပြီးတော့မင်းအောင်လိုင်ကလည်းတရုတ်နဲ့ရုရှားကြမှာအပြန်အလှန်ကစားနေတယ်ဆိုလို့ကျွန်တော်ကတော့ယူဆတယ်ဒါပေမဲ့ဥနာမှာမေးတဲ့မေးခွန်းဘလောက်ထိတိုင်းပြည်တွေအန္တရာယ်ရှိသလဲပေါ့ဆိုတော့တိုင်းပြည်တွေကတော့အန္တရာယ်များတယ်ဘလို့အန္တရာယ်များလဲဆိုတော့အထူးသဖြင့်အခု nuclear reactor လို့ဟာမျိုးကိစ္စတွေလှုပ်လာတဲ့အခါမှာတော်တော်အန္တရာယ်များပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနည်းပညာတွေဟာ ဟိုဒီတိုင်းနိုင်ငံရေးအရပူပေါင်းဆောင်ရွက်တာလောက်ကတပိုင်းပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဒီဟို hard power hard ဟိုဘယ်လိုပြောမလဲ software မဟုတ်ဘူးပေါ့ဗျာ hardware တွေပေါ့ hardware ကိစ္စတွေပါပါလာတဲ့ခါကျတော့တိုင်းပြည်အတွက်ကအန္တရာယ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်ဟာမြန်မာပြည်ရဲ့စစ်တပ်ဟာသူ့ရဲ့စစ်တပ်ကိုတော့မှသူကနိုင်နိုင်နေနေအုပ်ချုပ်နိုင်စွာလည်းမရှိဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးမှာ nuclear နည်းပညာနဲ့ပစ္စည်းပစ္စည်းတွေနဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်အတွက်ဘေးရွက်ဆိုးကျိုးတွေကကြီးပါတယ် ဒါတနံပါတ်1တစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒီတရုတ်နဲ့ရုရှားကြားမှာ तू आ तू आ တော့မင်းအောင်လည်းကတော့ आ तू आ ဟို very smart ဖြစ်တယ်ဆိုပြီးကစားနေတယ်ဆိုပြီးတော့သူ့ကိုသူယူဆမှာပေါ့နော်ဒါပေမဲ့ at the end of the day မှာမကြတဲ့အချိန်တစ်ခုမှာအဲ့ဒီနိုင်ငံကြီးတွေကနေပြီးတော့ဟိုသူတို့ရဲ့တကယ်အကျိုးစီးပွားတွေဟိုထိလာလို့ကာဝယ်ဖို့လိုအပ်လာလို့လှုပ်လာကင်လာတဲ့အနေအထားမျိုးမှာဆိုရင်မြန်မာနိုင်ငံဟာဟိုဟိုစစ်တပ်ကဝါဒဖြန့်နေတဲ့အနောက်အုပ်စုလိုပါလို့ဆိုတာခဏထားအဲ့ဒီ Russia လို့မဟုတ်တရုတ်ရဲ့ ကျွန်တော်တို့ဒီစစ်တပ်တွေရဲ့ကျိုးကင်ချဲလဲမှုကိုအများကြီးခံသွားနိုင်တဲ့အနေအထားမှာရှိပါတယ်။အခုကိုပဲတရုတ်ဘက်ကနေပြီးတော့ private security ဟဲ့လားကျွန်တော်တို့ဒါဥပမာတစ်ခုပြောရင်ဟဲ့လားကျွန်တော်တို့ private security တွေကျွန်တော်တို့လွှတ်ဖို့ဆိုတာတတိယအဖြစ်ပြောရင် private security ဆိုတာလည်းအမျိုးမျိုးခေါင်းစဉ်တာအမျိုးမျိုး꿰ပေမဲ့တကယ်တော့မကွာပါဘူးပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကြည့်ဖို့တော့လိုတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့အဲ့ဒီအများပါတယ်အဲ့ဒီအများပါတယ် ရုရှားနဲ့တရုတ်ကိုခွက်ကဆတာကျွန်တော်တို့လည်းမဆိုင်ဘူးကျွန်တော်အမြင်ပေါ့နော်သူပဲခံလိုက်မယ်တနည်းကြရင်ကျွန်တော်တို့တွေအတွက်အဆေးပါလို့ပြောချင်ပါတယ်ကေတာဆွေတော့ no video အာနာစင်စိတ်တက်တဲ့ဒီမိုကရေစီစတာစတုံပြောသွားတဲ့စကားကိုချက်လောက်နာစင်ကြည့်အောင်စစ်တက်ကလည်းသူ့အခန်းကဏ္ဍသူ့ရဲ့ power ကြောက်မှာတိတ်ကြောက်အဲ့ဒီဘုံကြီးအုပ်စုတစုကလည်းမဘာသာဘုံကြီးအုပ်စုတစုကလည်းသူတို့ရဲ့ power ကြောက်မှာတိတ်ကြောက်ဂရုံးနေ power ကြောက်မှာတိတ်ကြောက် အဲ့ဒီအုပ်စုနှစ်စုကြားမှာမြန်မာပြည်သူကတသက်လုံးမျိုးဆက်အဆက်ဆက်ခံခဲ့ကြအာနာရှင်ဟာပဲခင်ဗျားတို့မြန်မာလူ့ဘွယ်စီကိုအားနဲ့ချောင်းဟန့်နေတာမဟုတ်အကြောက်တရားနဲ့ထိန်းချုပ်နေတာမဟုတ်အဲ့ဒီမမသာဘုံကြီးအုပ်စုတွေရတယ်အဲ့ဒီဘုံကြီးအသာသနာပေါ့အဲ့ဒီသာသနာကသူတွေဖာပါအောင်ဒါကခန်းကနာအရေးတိတ်မပါတော့ရင်မဖြစ်ဘူးသူတို့တော့မဖြစ်ဘူးအာနာအဲ့တော့မမသာအုပ်စုကလည်းချောင်းဟန့်စစ်တပ်ကဆဲအုပ်စုကချောင်းဟန့်လိုက်မမသာအုပ်စုကချောင်းဟန့်လိုက်တယ်မြန်မာလူ့ဘွယ်စီက အကုန်လုံးကိုကြောက်နေရတာအဖက်ဖက်ကိုကြောက်နေမြင်ရတဲ့တနက်ကိုလည်းကြောက်ရတယ်မမြင်ရတဲ့အဲ့ဘာသာရေးဆိုတဲ့ဟာလည်းကြောက်ရတယ်ခင်ဗျားတို့မြန်မာလူဖွဲ့စည်းလွတ်မြောက်ဖို့ဆိုရင်တော့ကိုယ်စိတ်ဝိညာဉ်တွေလွတ်မြောက်ဖို့အရင်ဆုံးလွတ်မြောက်ဖို့လွတ်မြောက်လွတ်လပ်ခွင့်ပေးရတယ်အဲ့ဒါပထမဆုံးလုပ်ရမယ်လို့ပဲဘယ်သူလာလို့ပေးမှာလဲကိုကိုတိုင်းလုပ်ရတာမိမိကိုတိုင်းလုပ်ရတာဘယ်သူတူတူတယောက်ကမှခင်ဗျားရဲ့စိတ်ဝိညာဉ်ကိုလွတ်မြောက်လွတ်လပ်ခွင့်ပေးလို့မရဘူးခင်ဗျားရဲ့စိတ်ဝိညာဉ်ကိုလွတ်လပ်ခွင့်ပေးနိုင်တဲ့သူသည်ခင်ဗျားကိုတိုင်းပဲဖြစ်တယ် အာနာရှင်စိတ်ဓာတ်နဲ့ဒီမိုကရေစီမရဘူးသားအဲ့ဒီအာနာရှင်စိတ်ဓာတ်နဲ့ဒီမိုကရေစီဘယ်တော့မှမရနိုင်ဘူးသားတခါတည်းပြောမယ်ဒီမှာလူ့အဖွဲ့အစည်းကအာနာရှင်စိတ်ဓာတ်တွေကိုမချွတ်မနိုင်မချင်းဒီမှာလူ့အဖွဲ့အစည်းကအာနာရှင်စိတ်ဓာတ်တွေကိုကိုယ်စိတ်ထဲကနေကြီးမချွတ်မနိုင်မချွတ်မချင်းဘယ်တော့မှဒီမိုကရေစီမရစိတ်မဘူးနဲ့တခါတည်းဟောတယ်နော်တခါတည်းဟောလိုက်စတားဆိုတခါတည်းဟောလိုက်စောက်စိတ်ဓာတ်တွေကအာနာရှင်စိတ်ဓာတ်တွေနဲ့စောက်ပြောတွေကအာနာရှင်စောက်ပြောတွေ စောက်တွေးခေါ်ရတာအနာရှင်စောက်တွေးခေါ်ရတယ်လိုချင်တော့ဒီမိုကရေစီရမယ်အာဂျီဂျီမြမလူ့ဘွယ်စီထဲမှာအာနာရှင်စိတ်တက်ကအမြင့်တွယ်နေကြာလာမိသားစုတွေထဲမှာဘုံကြီးကြောင်းမှာချတ်မှာပလီမှာဟန်ဆုံးဓမ္မယုံမှာရက်ွက်ယုံမှာစာသင်ကျောင်းတွေမှာလုပ်ငန်းဝင်တွေမှာအာနာရှင်စိတ်တွေကခင်ဗျာအမြင့်တွယ်နေကြာလာပြီဘိုးတော်ဖေရလေးဘက်တွားကလေးကအမြင့်တွယ်လာအဲ့ဒီအာနာရှင်စိတ်တက်ကိုအရင်ကိုယ့်အကူလွတ်မြောက်အောင်လုပ် အဲ့ဒီအာဏာရှင်စိတ်တက်ထဲကနေကိုလွတ်မြောက်ပြီဆိုရင်ခင်ဗျားလွတ်မြောက်ပြီဒီမှာလွတ်ဖွဲ့သေးရဒီမိုကရေစီစံနှုန်းနေနေနေတဲ့လူတွေဖြစ်လာမှာပေါ့ဗျာအဲ့ဒါဆိုဒီမိုကရေစီစံနှုန်းနေနေနေတဲ့လူတွေဒီမိုကရေစီစံနှုန်းနေနေတွေးတဲ့လူတွေဒီမိုကရေစီကျင့်သင်နေနေကျင့်ကြံနေထိုင်တဲ့လူတွေမိုးလေးမိုးကြုံနေတဲ့လူတွေနေတဲ့လူဖွဲ့စီဟာဒီမိုကရက်တစ်လူဖွဲ့စီပေါ့ဗျာအဖန်ဆုံးမစ္စတာဆုံးပြောတော့တာတကယ်ပဲကျွန်တော်လည်းခုချင်းတိပြောင်းနေတော့မယ်ကျွန်တော်စိတ်တက်ကိုအာနာစင်စိတ်တက်တိမှရှိသေးတယ်ကြံသေးတယ် မြန်မာပြည်မှာမွေးဖွားတဲ့လူတိုင်းကအာနာစင်စနစ်စိတ်သက်ရှိကြတယ်။အဲ့ဒါကိုပြုတ်ပြင်းရမယ်။ကျွန်တော်တို့မြန်မာနိုင်ငံကစီကတ်မရှိလို့အဥပဒေတွေကိုကျွန်တော်တို့ကမလိုက်နာဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကသူတို့ဥပဒေတွေကိုမလိုက်နာလို့ပြည်သူတွေကလည်းသူတို့လောက်တလို့လောက်နေလို့ပြောရမယ်ဆိုတော့အများကြီးပေါ့ကွာ။ဒါဒါဆိုရင်တော့ဗီဒီယိုကတူးလှိုင်ကတူးတပိတွေရထူးတူးပေးတဲ့အကြောင်းတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်။အာနာသိန်းစစ်ခေါင်းဆောင်ကတပ်တွင်းမှာရှိတဲ့တခြားစစ်2600နီးပါးကို မတ်လ29ရက်နေ့ကစပြီးတဆင့်မြင့်ယာရုတိုးပေးလိုက်တယ်လို့စေယုံနဲ့နီးစပ်သူတွေစီကသိရပါတယ်။လာမယ့်မတ်လ29ရက်နေ့မှာကြာရောက်မဲ့ည80ပြည့်ဒေါ်လာရင်းနေ့မှာတတဒုတက်ချက်တက်ချက်တက်ချက်ကြီးဒုရာဂံဘူနဲ့ရာဂံဘူ2596ရောက်ကိုဒုကိစ္စတရက်အနေနဲ့ယာရုတိုးပေးလိုက်တာလို့စေယုံနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။တက်သားဆိုရင်ဒုတက်ချက်ဖြစ်မယ်ဒုတက်ချက်ဆိုရင် တက်ချက်ဖြစ်မယ်တက်ချက်ဆိုရင်တက်ချက်ကြီးဖြစ်မယ်တက်ချက်ကြီးဆိုဒုရာကံဘူဖြစ်မယ် အဲ့လိုတဆင်ချင်းတိုးသွားတာလူတိုင်းတိုးပြတာတော့မဟုတ်ဘူးပြစ်မှုကင်းရှင်းတဲ့သူပဲတိုးတာလို့ပြောပါတယ်ဒီလိုယာရုတိုးပြတာဟာစစ်ကောင်စီတပ်အနေနဲ့တိုင်းရင်းတပ်ဖွဲ့တွေမှာတိရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေကိုရှေ့တန်းထွက်ရမှာကြောက်လန့်စိတ်မဖြစ်အောင်ယာရုနဲ့စီယုံသိမ်းသွင်းတာဖြစ်တယ်လို့ငြိမ်းစားစစ်မှုထမ်းအောင်တယောက်ကသုံးသပ်ပြောဆိုပါတယ်စစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel တွေရဲ့ဖော်ပြချက်အရပြီးခဲ့လကတောက်ခန်းဒေသနဲ့ရခိုင်ရှေ့တန်းရောက်တခြားစစ်တွေကို ေမြန်မာပဲတစ်စင်းမြေရာထူးတိုးပြီးတဲ့တပ်ပုံကြီးပေါ်ပြထားပါတယ်ဟုတ်တယ်ဆိုးရှုံးသွားတဲ့နေမြေတွေကိုပြန်တိုက်ပေးနိုင်ရင်ရာထူးတိုးပြင်မယ်လို့ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ကတ်ဆတ်ထမှုတွေကိုမတ်လ20ရက်နေ့ကလည်းစစ်ကောင်းဆောင်ကပြောဆိုခဲ့တာရှိပါတယ်ဒူပေးတင်တယ်ဘာဖြစ်လို့လဲသိလားမေပြည်မှာဘူချီတွေဘူမှုတွေတက်ချက်တွေတည်တဲ့လူတွေအလင်းဝင်တဲ့လူတွေများပြီဆိုတော့မတူပေမတူကအောက်ချုပ်မှလေကွာဒီပီတူစစ်တွေကိုတူပေးလိုက်သူတို့တွေလည်းမကြခင်တည်တော့မှာပဲ မထူဘူးကေဒါဆိုရင်တော့နောက်ဗီဒီယိုဖီဖီဥက္ကဋ္ဌဥက္ကူကြီးအင်တာဗျူးရွေးကောက်ပွဲအကြောင်းနဲ့ပတ်သက်ပြီးတစ်ချက်လောက်ရွေးကောက်ပွဲကအဖြစ်ဖြစ်နိုင်မလားရွေးကောက်ပွဲကကျွန်တော်ခဏခဏပြောနေတယ် conflict resolution ကိုသွားနေတာမဟုတ်ဘူးရွေးကောက်ပွဲပြီးလဲဒီပဋိပက္ခကြီးကဆက်ရှိနေဦးမှာပဲအဲ့တော့ conflict transformation ပဋိပက္ခကိုအသွင်ပြောင်းပြီးတော့ဆက်ပြေရှင်းရမယ်ဒီတိုင်းပြေရှင်းရင်တော့ဒါပုံမှန်လေးပြောရင်ဒါလက်ရှိတပ်မတော်ကဥဆောင်နေတာပဲအဲ့တော့ ဒါအရေးပေါ်ခြေအနေဖြစ်တဲ့အတွက်ကြောင့်အာနာ300စလုံးကတက်မတော်ကာကွယ်ရေးဦးစီးချုပ်တက်ရောက်ထဲကကျင့်သုံးတယ်။အဲ့တော့ကျွန်တော်တို့ကချက်ကန်ဘဲလန့်ဆိုပေါ့ဟိုအပြန်အလှန်ထိန်းကျောင်းတဲ့ပုံစံပြန်ပေါ်လာဖို့အတွက်ကရွေးကောက်ပွဲနီးနေပဲပြန်ပြီးတော့ဆောင်ရွက်နိုင်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကရွေးကောက်ပွဲဒီပြောကြတယ်ဒီရွေးကောက်ပွဲနဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးပါကျွန်တော်သိတာပေါ့သို့တော့ပြဿနာကိုဖြေရှင်းနိုင်တဲ့ဒီတဲ့ပို့ပြီးကောင်းမွန်တဲ့အခြေအနေတစ်တရက်ကိုတော့ဖန်တီးနိုင်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်တယ် အယူတွေကမင်းတို့ဘလို့လုံးလဲကွာမြင်မြင်ရွေးကောက်ပွေးလောက်ချက်ကြီးချက်သေးတာပေါ့ကွာပြိုးတွေကတော့ကြီးကြီးလိုက်တာကွာဒီဒါဆိုရင်တော့ no video ကြည့်အောင်မယ် AFP ဥက္ကဋ္ဌဒေါက်တာအေမောင် AA ကိစ္စနဲ့ပါပြောတာလည်းတစ်ချက်လုံးနဲ့စဉ်းကြည့်အောင်အဲ့တော့ဘလို့ဖြစ်ဖြစ် AA ဒီလက်ရှိနေထားမှာခုနကပြောတဲ့အင်္ဂလိပ်ရဲ့ဘူတိတောင်မောင်တိုးဒေတာနဲ့ပတ်သက်တဲ့တစ်ဖက်နိုင်ငံများရဲ့စိတ်ဝင်စားမှုပေါ့ဒီ1.35 million တို့ဒီဖက်က refugees တွေနဲ့ပတ်သက်တဲ့နိုင်ငံတကာ UNC များရဲ့ policy နော်မလားသူ့ဘက်ကစစ်မျက်နှာနှစ်ခုကိုဖွင့်လိုက်မှလာဖို့ဒီဘက်ကနော်ဒါအန်နဲ့နော်ဒါပြီးစသဖြင့်ပို့ရဒါရင်ဆိုင်နေရတဲ့အနေဒါတစ်ဖက်ကအေယော်ဒီနဲ့နော်ဒီလေးမျက်နှာအေယော်ဒီတစ်ဖက်ကကွာနော်ဒါတန်တွေးတုံဒါရီကအမတန်ကြေပြိုးတဲ့ရင်ဆိုင်နေရတဲ့ area ဖြစ်တဲ့ခါမှာဘလို့မှဒါကြီးကိုထိန်းနိုင်မှုဆိုတာမျိုးကနော်ရေရှည်ပို့ဗျာရေရှည်စက်ကိုဆင်လွှင့်နိုင်တဲ့သူ့ရဲ့နောက်ခံအင်အားရှိသလားဒီဘက်ကထောက်ပံ့တယ်လေ သူ့ရဲ့နော်မဟာဗျူဟာရလုံနိုင်တဲ့ရေရေချင်းရေသွေးဆိုရလဲလိုတာ။အိုးဒီအာဂျီတခုကိုအုပ်ချုပ်ရေးရန်ရားကင်ပြီဆိုရင်သူ့ရဲ့ဘျူရိုကရေစီရန်ရားကိုထိန်းနိုင်တဲ့ပညာတတ်တွေဘလောက်ရှိသလဲ။ဒီခုလက်ရှိကာလဒီစစ်တက်ကာလမှာဘလောက်ဘလောက်သူ့ဘက်က resource person တွေကြာဆုံးသွားပြီလေတကယ်တရားဝင်ကဘလောက်လက်ကျန်ရှိသလဲ။နော်အခုဘက်ပြိုင်ပြီးမှအကုန် resource တွေစုနေကြတာ။ဟိုသူလဲစစ်သားဆိုရယ်သူလဲစစ်သားဆိုရယ်အဲ့ဒါကြောင့်မျိုးလို့ကျွန်တော်တို့ဒီ experience ကြီးကိုရက်စေးရှင်းတာပေါ့ ဒါဆိုအများကြီးတည်နေပြီပြီဟိုဘက်ကလည်းတည်ဒီဘက်ကလည်းတည်ဒါတွေကိုဘလို့ရရင်ကောင်းမှာလဲဆိုရဲအမြင်တစ်ခုဟာအေးကောင်းဆောင်နေမှာလဲရှိနိုင်တယ်ဒီဘက်ကအနောက်ဘက်ကရန်ရှေ့ဘက်ကရန်တို့တို့ပြောတဲ့ဂျာမန်ညက်နေပြီဆိုရင်မဟာဗျူဟာရလည်းပဲတရုတ်ဒီခုနကြောက်ဖြူဒေသမှာပုဂ္ဂလိကလုံညိုရဲ့နှစ်ပတ်သက်တဲ့ process နဲ့ရောက်နေပြီသူရဲ့ pipeline တစ်ချောက်တော့သူကမှာပဲဆိုအဲ့ဒီလိုအနေထားမှာစစ်တွေကြောက်ဖြူမအောင်သုံးပွင့်ဆိုင်ပြီးအနာကစစ်မျက်နှာမှာအလွန်တရာအရေးကြီးတာကမအောင်ကျွန်းပေါ့ မောင်ကျုံးကဘလို့ Navy base ဖြစ်အောင်ဒီတပ်ဖက်ကလုပ်မှာလေ Air base ဖြစ်အောင်လုပ်မှာလေရေရှည်စစ်ကိုသွားမြင်ဆိုဘလို့မှနော်ဒီကမ်းမြောင်ဒေသဖြစ်တဲ့နော်ဒီရခိုင်ဒေသသည်အနောက်ဘက်ကရန်နဲ့လက်ရှိနေထားနေဆိုရင်ရေရှည်စစ်ကိုဘလို့မှတောက်ခံဖို့အလွန်တရာခက်ခဲတယ်ဆိုတာမျိုးမြင်ရင်အေးဖက်ကဆွေးနွေးမှုန့်ပြီးမကြခင်လာနိုင်ပါဘူးမြောင်းနိုင်လက်အောက်ကတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေကဆောက်ယူးတွေကြီးပေးကွာမင်းတို့တွေဥနှုတ်တွေမရှိကြဘူးကွာ မင်းတို့တွေကုကုကုထင်ကြီးနေကြတာမင်းတို့ကပါတွေတွေးနေတာလေတိုင်းတခေါင်းဆောင်တွေကမင်းတို့ကထင်သေးနေတာကိုဟုတ်လားမပူနဲ့မင်းတို့ထက်အထက်တရာကြိုးတယ်မင်းတို့ထက်အကြီးချင်းတွေရှိလို့ဒီစစ်တပ်တွေကိုတိုးလှန်တာမင်းတို့ပါတီတွေဟာအများအချက်လက်ရှိကြမေးလို့တွေမင်းတို့ထင်တယ်လို့တိုင်းတခေါင်းဆောင်တွေကမငြင်းဘူးနားလေကြလာခွေးသားတွေအသက်တွေလည်းကြီးနေပြီဖျားတရားနေနေကြတော့ဟုတ်ပြီနော်ပုတ်ကြရတယ်ပြောကြတယ် ဟုတ်ကဲ့ပါတော့ချင်းတော့ဒီနေ့ညတိဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time